အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ စစ်ကောင်စီဝါရအဖြန့်လှိုင်းများအောင်မှပြည်သူ့ဘဝများပုံမှန်လဲပတ်နေပြီဆိုတော့အခြေအနေကိုကုညီပုံဖော်ပေးနေသူဆန်းဆန်းခါလိုင်ကြောင်းတင်ဆက်ပေးကြပါမယ်။အကြမ်းဖက်စစ်တပ်က2021ခုနှစ်စစ်အာဏာသိမ်းပြီးတော့ပြည်သူတွေကိုရဲရဲစက်စက်တပ်ဖြတ်မှုတွေလုပ်လာတာအခုဆိုရင်၄နှစ်ကျော်ကာလအတွင်းဝင်ရောက်လာပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကသူတို့ရဲ့စစ်ရဲစွဲမှုတွေလူတို့ကိုတပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အမျိုးမျိုးအဖုံဖုံစူးစမ်းလက်ရှိရမှာရုပ်ရှင်ဒီတာပွဲလမ်းသမင်တွေဟာလည်းလူတို့ရဲ့အာယုံကိုလွှဲပြောင်းဖို့ စစ်အာဏာသိမ်းမှုအောက်မှာလူတို့ကပုံမှန်တိုင်းဘဝတွေလဲပတ်နေကြပြီဆိုတာကိုလည်းပြသဝါဒဖြန့်မှုအများလိုလိုစူးစမ်းနေပါတယ်။အဲဒီလိုစစ်တပ်ရဲ့ဝါဒဖြန့်မှုတွေကိုကူညီဖြန့်ဝေစူးစမ်းပုံဖော်နေကြတဲ့စစ်လော်ဘီအမှုပညာရှင်အဆိုတော်နဲ့တရုတ်ဆောင်များစွာရှိနေပြီ။အဲဒီအထဲမှာဆိုင်ဆိုင်ခန့်လိုက်မလဲထိတ်ဆုံးကနေပါဝင်နေပါတယ်။ဆိုင်ဆိုင်ခန့်လိုက်ဟာမေလ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးနေ့အလွန်ရှိုးဘက်တစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်။ ဇွန်လ29ရက်နေ့မှာသူ့ရဲ့အကြီးကျယ်ဆုံးရုပ်ရှင်တွေကပြင်ဆင်လက်မိုးရုပ်ရှင်ဇာတ်ကားကိုရုံတင်ပြသဖို့စီစဉ်ထားပါတယ်။မရေမတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆိုးရှုံးနေရချိန်မှာဝေဘာနာဝန်းနေတာပြည်သူဘက်ကရက်တာစားတဲ့အတန်တွေတိတ်ဆိတ်ပြပြီးကိုငွေရဖို့နဲ့စစ်တပ်လိုကြပွဲလမ်းတွေစီစဉ်အမှုပညာဖြိုးပေးတင်ဆက်မှုတွေကိုဟာမပြက်လုပ်နေနိုင်တဲ့အမှုပညာရှင်ကိုအားပေးကွန်ပျူတာမလုပ်တင်တော့တဲ့အချိန်ဖြစ်ပါတယ်။ မေလ19ရက်နေ့မှာ Spicy မှာဆန်းဆန်းပွဲလုပ်ခဲ့တဲ့အချိန်မှာထမ်းရောက်မြန်မာတို့ရဲ့အားပေးပုံရိပ်တွေနဲ့အတူလူမှုကိုတော်လှန်ရေးစိတ်ဓာတ်နဲ့သွေးမအေးတဲ့လုံလောက်တွေကိုဖျက်ဆီးဖို့အစပြုပြလိုက်သူကတော့ဆန်းဆန်းခန်းနိုင်ပဲဖြစ်ပါတယ်။ထိုင်းကမြန်မာတွေကြားထဲမှာထထကြွကြွဖြစ်လာကြပြီးတို့ပြည်သူတွေညီရလားဟိတ်ဆိုတဲ့အချိန်မှာညီတယ်ဟိတ်ညီတယ်ဟိတ်လို့တံပြိုင်အော်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တယောက်ကအခုလိုအချိန်ပြည်သူဒီလောက်ဒုက္ခရောက်နေတာတောင်ဟိုဘွဲသွားဖြော်ဖြေဒီဘွဲလာဖြော်ဖြေရတဲ့ဘွဲခပြည်သူဒုက္ခရောက်သူကိုကူတာလည်းမဟုတ် ကိုတဘိုးရဲ့ကောင်းစားရေးအတွက်တာစုခဲ့တဲ့အမှုပညာရှင်ပဲဖြစ်ပါတယ်။မတရားမှုမှာတာမထွက်ပဲဘီသူတွေရဲ့သွေးမြေကြမှုကိုတိတ်ဆိတ်ပြရင်စစ်အုပ်စုရဲ့ခွင့်ပြုချက်နဲ့ပွဲလမ်းတွေထွက်ပြငံချားကြီးစင်ဖျော်ဖျော်ကြီးတွေလုပြနေတာဟာအတ္တိဒုက္ခရောက်နေရတဲ့လူထုတရက်လုံးကိုစော်ကားမှုလည်းဖြစ်ပါတယ်။ငါ့ကိုဘလောက်ဆဲဆဲအချိန်တန်နည်းနည်းထွက်လူလိုက်ရင်ဒီကောင်တွေတိတ်လို့ရပါတယ်ဆိုတဲ့ပုံစံနဲ့ဘီသူကိုဆက်ဆံပြတဲ့သူတွေထဲမှာဆိုင်ဆိုင်ခန်းလိုင်ကထိတ်ဆုံးကပါဝင်နေပါတယ်။ဆိုင်ဆိုင်ခန်းလိုင်ကမြန်မာနိုင်ငံမှာထင်ရှားဆုံးဆိုတော့အမှုပညာရှင်တူဖြစ်ပေမဲ့လည်း လူထုဒုက္ခရောက်နေချိန်မှာဈာနေမှုနဲ့တိတ်ဆိတ်မှုကိုရွေးချယ်ခဲ့ပါတယ်။တရားမျှတမှုထက်သူ့ရဲ့တကူရေးစွမ်းဆောင်ရည်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်။လူထုတရက်လုံးလွတ်မြောက်ရေးတော်လှန်ရေးစစ်ပွဲဆင်နွှဲနေချိန်မှာစန်းစန်းခန်းလိုင်ကကျော်ဟင်းရဲ့တခြင်းဟောင်းဖြစ်တဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တခြင်းကိုတီးဆိုလာပြီးမချစ်ချင်နေပါမမုန်းပါနဲ့လူသားအတဲ့တဲ့လုံးနဲ့ကျွန်တော်ဆိုတာမျိုးတွေတီးဆိုပြလာပါတယ်။လူငယ်တော်လှန်ရေးရဲဘော်တွေကပိုင်ဆိုင်မှုတွေဘဝတွေအသက်တွေဆွတ်ပြီးမတရားမှုကြီးကိုရင်ဆိုင်နေကြချိန်မှာ ဆန်ဆိုင်ခန်းလိုက်တီဆိုပြနေတဲ့လူသားဆန်လိုက်ပါငင်းခံနေလိုက်ပါဆိုတဲ့တချင်းစာသားကပြည်သူလူထုနဲ့လူအုပ်ကြီးကိုကြုံဆက်သွင်းနေတာဖြစ်ပါတယ်။သူဟာအမှုပညာနဲ့အာဏာရှင်ကိုတပတ်တလန်းကနေအားပေးနေတာလည်းဖြစ်ပါတယ်။ဆန်ဆိုင်ခန်းလိုက်ရဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တချင်းစာသားကတော်လှန်ပြည်သူတွေအလုံးကိုမတော်မတရားကြီးတက်တက်လုပ်နေပါတယ်။တော်လိုင်းအင်အားစုလူငယ်တွေပေါ်မှာခြေထိုးခံပြီးအောင်မြင်မှုကိုတုံးချကလူတို့ကိုဝါရမှိုင်းတိုက်နေတာပဲဖြစ်ပါတယ်။ဘယ်သူတွေပါပဲဖြစ်နေနေ ။စန်းစန်းခါလိုင်ကတော့တချင်းသစ်တွေထုတ်ပြီးရုပ်ရှင်ဇာတ်ကားသစ်တွေလည်းဆက်လက်ရိုက်ကူးနေခဲ့ပါတယ်။အခုလည်းသူဒီပြင်ဆင်လက်မိုးရုပ်ရှင်ဇာတ်ကားကိုဇွန်လ29ရက်နေ့မှာပြသဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။လာမယ့်မေလ24မှာလည်းရန်ကုန်ရှိုးဘက်တစ်ခုကိုစီစဉ်နေပြီးဖိနှိပ်မှုကြားထဲမှာပုံမှန်ချင်းတွေတစ်ခုပြန်ရောက်ပြီးဆိုတော့ပြည်သူအပေါ်အမှုပညာစိတ်ခတ်ဖို့စ조사လာတာဖြစ်ပါတယ်။ရင်ကပူမြို့နယ်မက်စလီကုန်းမြို့တွင် AA နဲ့ PDF ပူးပေါင်းတပ်များကိုခုခံရာစစ်တင်နှံပေးနေပြီး စီပိုင်းလုံငန်းရှင်များထံမှတဦးလင်သုံးသိန်းအိမ်နောက်တစုလင်တပေါင်းစစ်တပ်ကအောက်ခံကမက်စလီကုန်းကိုခန်းစစ်မြို့အပြင်အသွင်ပြောင်းထားကြောင်းသိရပါဗျ။အေယာဝတီတိုင်းအင်ကပူမြို့နယ်မက်စလီကုန်းမြို့တွင် AA နဲ့ PDF ပူးပေါင်းတပ်များဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တင်နာပေးရန်စစ်ကောင်စီကပြင်ဆင်နေပြီးစီပိုင်းလုံငန်းရှင်များထံမှတဦးလင်သုံးသိန်းအိမ်နောက်တစုလင်တပေါင်းစစ်တပ်ကအောက်ခံလက်ရှိကြောင်းမက်စလီကုန်းမြို့မှပြည်သူများကပြောပါဗျ။ ယခုမေလစံပိုင်းမှစတင်ပြီးအင်ကပူမြို့နယ်မက်စလီကိုမြို့သို့စစ်ကောင်စီတပ်တထုရောက်ရှိလာပြီးပြည်သူများကိုအတင်းအကျပ်စစ်တင်နှံပေးမိဟုဆိုကာလူသူစုဆောင်းလာကြကြောင်းအ धिक အားဖြင့် AA PDF ပူးပေါင်းတပ်များဝင်ရောက်လာလျင်မက်စလီကိုမြို့သည်အ धिक ခံစစ်တပ်နေရာဖြစ်ခုခံရမည်ဖြစ်ကြောင်းမက်စလီကိုမြို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတစ်ခုဖြစ်ခုခံစစ်ပြင်ဆင်ခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်မက်စလီကိုမျိုးကစစ်ကောင်စီရဲ့အားထားရာအားကိုးရာတိုင်းဌာနခွဲတစ်ခုဖြစ်နေတယ်လို့စစ်တပ်ကပြောပါတယ် ်ထူးကြီးမျိုးဖက်ကနေဝင်ရင် AA နဲ့ PDF တွေကိုမက်စလီကိုမျိုးကအဓိကအခုခံမှုပြင်ဆင်တာမက်စလီကိုမျိုးမှာစစ်တင်နှံပေးမယ်စစ်မှုထမ်းတွေကိုရွာတွေကနေအကျိုးပို့လို့ဖို့ကားလိုအပ်လို့ကားဝယ်ဖို့အတွက်မက်စလီကိုမျိုးကလုပ်ငန်းရှင်တွေကိုတိန်ကို၃သိန်းကောက်တယ်စစ်မှုထမ်းတွေကိုထမင်းကျွေးဖို့တိန်ကို၁000ကောက်တယ်စစ်တင်နှံတွေကစောစနေပြီဟုမက်စလီကိုမျိုးမှာဒေသပြည်သူတို့ကပြောဆိုပါတယ်စစ်တပ်ကစစ်တင်နှံပေးရန်အတွက်အင်ကပူမြို့နယ်အတွင်းရှိကျေးရွာများမှလူငယ်များကိုမက်စလီကိုမျိုးတို့ထိန်ခေါ်နေကြောင်းသိရပါဗျာ။ ယခုမေလလေအပိုင်းကလည်းအေနဲ့ပူပေါင်းတပ်ဖွဲ့များဝင်ရောက်လာပြီးဟုဆိုကာစစ်တပ်ကအင်ကပူမြုံနယ်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းမြတ်စစ်တပ်ဘုံကျဲမှုများလုပ်ဆောင်ခဲ့ပါတယ်။မေလ15ရက်နေ့နန္နပိုင်းတွင်အင်ကပူမြုံနယ်ချင်းကိုက်ကွင်းဒေးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်37တစ်ဆက်အနည်းရှိရွှေရမေ900ဆိုင်ကိုဘုံတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီး900ဆိုင်မိလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။မေလ15ရက်နေ့ည9:30မိနစ်အချိန်ကွင်းကောက် တတကငါမတက်လာသည့်အချမ်းပဲစစ်တပ်၏စစ်တပ်လေထင်းများသည်ဘဲပြာကုန်းစာစီကုန်းကွင်းရွာနှင့်ချင်းကိုက်ကွင်းဒေးရွာများကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါသည်။မေလ16ရက်နေ့ည8:30မိနစ်ခန့်တွင်လင်းနှစင်းဖြင့်ဝါတော်ကွင်းရွာ၊ကျက်ပောင်ကုန်းရွာ၊တံပြာကုန်းရွာတို့ကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းသိရပါသည်။အချမ်းပဲစစ်တပ်သည်လေကြောင်းတိုက်ခတ်မှုများစစ်တပ်ပြုလုပ်နေခြင်းကြောင့်လက်ရှိချိန်တွင်ဘဲပြာကုန်းစာစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ ဝါတော်ကွင်းရွာကျက်ပောင်ကုန်းရွာနဲ့တံပြကုန်းရွာမှပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရပြီးအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများလည်းထွက်ပြေးနေရကြောင်းသိရပါတယ်။ NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော်လဲကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီသောကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့၍ဒီမိုကရေစီနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရသည်ဟုမယောင်ထိုင်းကပြောပါတယ်။2015ခုနှစ်တွင်အာနာရယူလာခဲ့သော NLD ဆိုရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့တော်လဲကာလိုမခေါ်သည့်အပြင်ဥပဒေနဲ့မညီသောကိစ္စရပ်များလှုပ်ဆောင်ခဲ့၍ ဒီမိုကရေစီကနုနုမုံတိုင်းကထန်တန်ဖြစ်ပေါ်ခဲ့ရကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မေအောင်နိုင်ကပြောဆိုပါတယ်။မြေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီစည်းဝေးတွင်မေအောင်နိုင်ကရင်းခဲ့သို့ပြောဆိုခြင်းဖြစ်ပါတယ်။၂020ရွေးကောက်ပွဲတွင်မဲမတမမှုများဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံခြေကဥပဒေဖြင့်ဘာဒီဆုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရေးဆွဲဆောင်ရွက်ပေးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီပထမအစိုးရတည်ထောင်တွင်အာဏာရပါတီတွင်သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ရင်းအချင်း NCA တနင်္ဂနွေလုံးအပြစ်စီရဆေးစာချုပ်လက်မှတ်ရေးထိုးခဲ့နိုင်တော့လဲအတက်ခံ LD ပါတီက NCA ကိုလက်မှတ်ရေးထိုးခြင်းမပြုရန်လှုံ့ဆော်ကန့်ကွက်ခဲ့ကြောင်း၎င်းကပြောပါတယ်2015ခုနှစ်ဒီမိုကရေစီဒုတိယတံ NLD ဆိုရလက်ထက်တွင်စစ်တပ်အနေဖြင့်အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းအဆိုပါဆိုရတံကာလတွင်နိုင်ငံတော်အတွက်အရေးကြီးသည့်ကာလများတွင်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်း အလားတူဥပဒေနဲ့မညီသည့်ဥပဒေပြဋ္ဌာန်းချက်များအားအတည်ပြုပြီးဥပဒေနဲ့မြင်ရွတ်သည့်ကိစ္စရပ်များကိုလွတ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်းမေယောင်နိုင်ကပြောပါရယ် NLD အစိုးရတရံတလျှောက်တွင်ငြိမ်းချမ်းရေးညီလာခံအား27ရာစုပင်လုံးအဖြစ်အမိပြောင်းလဲနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းတမိုင်းကြောင်းအရခက်ခဲများရှိလာနိုင်သည့်အဖြစ်အတိပေးမှုများဆောင်ရွက်ခဲ့ရကြောင်းစစ်တပ်က ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့ကြောင်းမိမိတို့၏ဖြစ်တန်းခဲ့ရသည့်တမိုင်းကြောင်းများအရဘုံမူကြီးဟောင်းတင်ပေါင်ရေးသားသည့်တပ်မြေကနုနုမုံတိုင်းကထန်တန်ဆိုသည့်အတိုင်း၎င်းအချိန်ကဒီမိုကရေစီကနုနုမုံတိုင်းကထန်တန်ဖြစ်ပေါ်နေသည့်ကာလဖြစ်ကြောင်းမြောက်နိုင်ကဆက်လက်ပြောဆိုပါရစေစစ်တပ်နေဖြင့်ရွေးကောက်ပွဲကျင်းပပြုလို့မည်ဖြစ်တော်လဲ2010ပြည့်နှစ်2015ခုနှစ်2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီထရီတို့ရွေးကောက်ပွဲများတွင်လည်းရန်ုံးပြစ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတဲ့ကဲ့သို့ဖဆာပါလာခက်တွင်လည်းခက်ခဲများကြမှဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ဖြင့်ဆောင်ရွက်နိုင်သည်ကိုဖွဲ့စည်းပုံခြေကဥပဒေထဲတွင်ပြဋ္ဌာန်းထားကြောင်းမေအောင်နိုင်ကပြောပါသည်။အိန္ဒိယမြန်မာနယ်စပ်ဒမှုမြို့အနီးပကဖဆယ်ဦးကြာဆုံးမှု NUG ကအိန္ဒိယဆိုရုံနဲ့အမှုမှန်ပေါ်ပေါက်ရေးညှိနှိုင်းဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။အိန္ဒိယမြန်မာနယ်စပ်ဒမှုမြို့အနီးပကဖဆယ်ဦးကြာဆုံးခဲ့မှုအတွက်အမျိုးသားညင်ရဲဆိုရ NUG ကအိန္ဒိယဆိုရုံနဲ့အမှုမှန်ပေါ်ပေါက်ရေးညှိနှိုင်းဆောင်ရွက်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါသည်။ ိန္ဒိယမြန်မာနယ်စပ်ဒမှုမြို့အနီးဘက်ကဖအဖွဲ့ဝင်10ဦးကြာဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများအနေဖြင့်လက်ခံရရှိသည့်သတင်းပေးပို့တိုင်ကြားချက်များအပြင်ကနအူးမြေပြင်ခြေနေဂျာနာစစ်ဆေးမှုစီရင်ခံစာတွေ့ရှိချက်များအရအိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံ၍အမှုမှပေါ်ပေါက်စေရေးဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းကနအူးဒီပေးတင်ပြအပ်ပါရဲဟုအယူဂျီကသတင်းထုတ်ပြန်ထားပါရဲအိန္ဒိယနိုင်ငံမှလာသောသတင်းများတွင်မေလ14ရက်နေ့အိန္ဒိယနိုင်ငံမနီပူရပြည်နယ်ချန်ဒယ်ခရိုင်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့အိန္ဒိယစစ်တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်အိန္ဒိယစစ်တပ်ကလက်နက်အများပြားတင်စီရခဲ့ကြောင်းအဆိုပါပစ်ခတ်မှုတွင်လက်နက်ကိုင်အဖွဲ့အဝင်၁၀ဦးသေဆုံးကြောင်းသတင်းရရှိပါတယ်။အိန္ဒိယသတင်းများကလက်နက်ကိုင်၁၀ဦးသည်နေဆက်ဖြတ်ကျော်လို့ရှာမှုတွင်ပါဝင်ပတ်သက်ပြီးအိန္ဒိယမြန်မာနယ်ဆက်ရှိကျေးရွာအနီးအိန္ဒိယစစ်တပ်ကင်းလှန်နေစဉ်ပစ်ခတ်ခဲ့ကြောင်းယင်းနောက်အိန္ဒိယစစ်တပ်ကပြန်လည်ပစ်ခတ်ခဲ့ရမှ၁၀ဦးသေဆုံးခဲ့ကြောင်းအိန္ဒိယ၏တပတ်သက်ထုတ်ပြန်သောသတင်းများတွင်ညှိတာထားပါတယ်။အိန္ဒိယစစ်တပ်တိုက်ပွဲအပြီး AK-47 တနက်ခွနနဲ့ RPG ဒုံးပစ်လောင်ချာလောင်ချာတလက် M4 တနတ်တလက်နဲ့အခြားလိုင်းဖဲတနတ်၄လက်အပါအဝင်လက်လက်ခဲရမြတ်တင်းစီရရှိခဲ့သည်ဟုအိန္ဒိယသတင်းများကပြောဆိုထားပါတယ်